ျွန်တော်ထိုင်ဝမ်အနေပြန်ရောက်တော့အမေကို iPhone ဝယ်ပေးဖို့အတွက်တွေးထားတယ်လို့ပဲရန်ကုန်ရဲ့ extra shore ကနေကျွန်တော်ဝယ်သွားပေးမလို့ကျွန်တော်စဉ်းစားရပေါ့နော်ဒါပေမဲ့ဖြစ်ချင်တော့မန်လေးမှာလည်း extra shore ကရှိတယ်ဆိုတော့မေမျိုးကနေကျွန်တော်အမေကိုမန်လေးကိုပဲခေါ်ပြီးတော့တခါတည်းပဲကိုယ်တိုင်ကိုကြလောင်က experience တစ်လေးကို showroom မှာခံစားရင်းနဲ့ကိုယ်တိုင်ကိုကြဖောက်စီချင်လို့ပေါ့ကျွန်တော် မန်လေးရဲ့ extra shot ကိုပဲခေါ်လာလိုက်တယ်။ဆိုင်ကတော့ soft opening လုပ်ပြီးသားပေါ့။ extra shot ရဲ့ the grand comeback ကို November 23 25 3ရက်တောင်မှကျင်းပပေးတော့မှာဖြစ်တယ်။အဲ့မှလေ MISA offer တွေ lucky draw အစီအစဉ်တွေလည်းပါတယ်လို့ကျွန်တော်သိရတယ်။ soft opening ကစပြီးတော့ November 25ရက်နေ့ထိ extra shot မှာ Apple device ဝယ်ထားတဲ့ customer တွေအတွက်တေးတန့်ရှင်ရှိုင်းတဲ့ပုံရိပ်တွေက November 25ရက်နေ့မှာ iPhone တွေကို direct live လွှင့်ပြီးတော့တစ်ခါတည်းပဲ cancel မဲ့ဖောက်ပြီးသွားမှာဖြစ်ပါတယ်။လုံးဝ share ပဲ iPhone family တို့ Apple နဲ့ပတ်သက်တာတွေအားလုံးကဒီ extra shot မှာတော်တော်လေး းလဲစိတ်ချရတယ်လို့ကျွန်တော်တို့ customer တွေအတွက်လဲလုံးဝ mysa experience တွေကိုရရှိတဲ့အတွက်ကျွန်တော်တော့ညာအမေကိုခေါ်လာရတန်တယ်ကျွန်တော် iPhone family လေးတင်မကပဲနဲ့ MacBook တွေရောပြီးတော့နောက်ထပ် speaker တွေအများကြီးပဲကျွန်တော်လိုချင်တဲ့ဟာတွေမှာအမျိုးအစားစုံစုံလင်လင်ပဲကျွန်တော်ဒီ site မှာတွေ့ခဲ့တယ်ပေါ့ကျွန်တော်ကိုယ်တိုင်ကလည်းတခုချင်းစီ likely ရဝါနာပါလို့ဒီ site ကအကိုအမတွေကလည်း customer ကိုတေချာလေးရှင်းပြတယ်အမေကတော့ဖောက်ပလိုက်ပါပြီ ကျွန်တော်လိုပဲအမေကိုဝယ်ပေးချင်တာပဲဖြစ်ဖြစ်ဒါကိုချစ်ရခင်ရတဲ့သူကိုဝယ်ပေးချင်ဒါမန်လေးရဲ့ extra shower ပေါ့နော်လမ်း80နဲ့35တောင်းမှာရှိတယ်ကျွန်တော်လိုမျိုးမြေမျိုးကနေပဲဆင်းပြီးတော့ဝယ်မလားဒါမှမဟုတ်မန်လေးနဲ့အနီးတစ်ဝိုက်ရပဲလာဝယ်တာပဲဖြစ်ဖြစ်ဒါမန်လေးရပဲဝယ်တာပဲဖြစ်ဖြစ်ဒီ apple နဲ့ပတ်တိုက်ရင်တော့ဒီ extra shower ကိုကျွန်တော်လုံးဝ recommend လုပ်တယ်ဆိုတော့ grand opening မှာစောစောလေးဝယ်ထားလိုက်တော့